ချမ်းမာတော်မူကြပါစေခင်ဗျာယခုအချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ16ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေတဲ့ရုပ်ရှင်သရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲလိုက်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေတဲ့ရုပ်ရှင်တရုတ်ဆောင်အဆိုတော်နဲ့အမှုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲတဲ့အမိန့်စာများကိုစစ်တပ်ရဲ့ Telegram Channel များမှတဆင့်ယနေ့ဖြန့်ဝေထုတ်ပြန်ထားပါတယ်။ယနေ့နေ့နဲ့စနေနေ့ဝန်းကျင်မှာစတင်ကစစ်တပ်ရဲ့ Telegram Channel အားလုံးမှာစစ်ကောင်စီကိုစန့်ကျင်တော်လှန်ရင်ပြပနိုင်ငံများကိုရောက်ရှိနေကြတဲ့ရုပ်ရှင်တရုတ်ဆောင်အဆိုတော်နဲ့အမှုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲတဲ့ထုတ်ပြန်ချက်များကိုဖြန့်ဝေလာခြင်းဖြစ်ကြောင်းရင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်စေတဲ့လှုပ်ဆောင်ချက်များပြုလုပ်ခဲ့ကြတဲ့အတွက်1982မြန်မာနိုင်ငံသားဥပဒေပုံမှန်69အရဖွဲ့စည်းတဲ့ဗဟိုအဖွဲ့ကပုံမှန်68ပါလုံပိုင်ခွင့်ကိုကျင့်သုံးလျက်ပုံမှန်16နဲ့ရုပ်ရှင်တရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ဦးကိုနိုင်ငံသားအဖြစ်မှရည်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။စစ်ကောင်စီရဲ့နိုင်ငံသားအဖြစ်မှရည်စဲလိုက်တဲ့ရုပ်ရှင်တရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ဦးတို့မှာအစိုးရဖြူဖြူကျော်သိန်း ဒါရိုက်တာနာဂျီခညာနာတေဦးဒါရိုက်တာကိုပောက်ခအောင်မင်းနိုင်အဆိုတော်လင်းလင်းခထွေးလင်းကိုအဆိုတော်ချမ်းချမ်းခချမ်းမြငိရုပ်ရှင်တရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုသူအနုပညာရှင်မြန်နိုအေးအဆိုတော်အာဇာနီခဇာနီမျိုးညောအနုပညာရှင်ခါရာရုပ်ရှင်တရုပ်ဆောင်ဇင်ဝိုင်းခထေးလွင်အဆိုတော်ဝင်းနိုင်စုဒါရိုက်တာပြည်ဟင်းတီဟာနဲ့တရုပ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်ကြောင်းသိရှိရပါတယ်2029ရဲ့အတွင်းကလည်းစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးများအပါအဝင် တော်လှန်ရေးအတွက်ပါဝင်နေသူများကိုနိုင်ငံသားအဖြစ်ရစဲကြောင်ထုတ်ပြန်ကြေညာခဲ့ပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ဒေါ်ဆန်းစုကြည်မွေးနေ့ဆုတောင်းဗီဒီယို8000ပြည့်ပြီဂင်းနစ်မှတ်တမ်းဝင်ရအတွက်ရခင်စံချိန်ဟာဗီဒီယိုဖိုင်3000ကျော်ဖြစ်ပြီးလက်ရှိမှာရပ်ပမာဏရဲ့2ဆကျော်ရရှိခြင်းဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ရောက်ရန်တရက်အလိုမှာမွေးနေ့ဆုတောင်းဗီဒီယိုဖိုင်8000ပြည့်ပြီဖြစ်ကြောင်းရင်းကန်ပိတ်ကိုလှုပ်ဆောင်တဲ့ Su 80 Birthday Campaign ကအသိပေးထားပါတယ် အမိမွေးနေ့မတိုင်ခင်တရက်အလိုမှာမွေးနေ့ဆူတောင်းရှစ်တောင်းပြည့်သွားပါပြီ။ပါဝင်ဆူတောင်းပေးသူများအားလုံးနဲ့ဆူတောင်းများကိုရရှိအောင်ကူညီပေးကြသူများအားလုံးကိုကင်နဲ့ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျားလို့ရင်း page မှာရေးသားထားပါတယ်။ရင်းအစီအစဉ်ကိုဇွန်လ19ရက်နေ့မှာကြာရောက်မဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ကင်းနဲ့မှတ်တမ်းတင်နိုင်ရအတွက်ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီးဗီဒီယိုဖိုင်များကိုဇွန်လ19ရက် Britain Center ချိန်ည7:00နာရီ မြန်မာစံတော်ချိန်ဇွန်လ20ရက်နံနက်6:00နာရီခန့်အထိလက်ခံမဲလို့ကြေညာထားပါတယ်။နောက်ဆုံးအချိန်မတန်ခင်တရက်ခွဲအလိုမှာပဲမွေးနေ့ဆူတောင်းဗီဒီယို8000ပြည့်ခဲ့ခြင်းဖြစ်ပါတယ်။ဗီဒီယိုဖိုင်လက်ခံခြင်းကိုဇွန်လ4ရက်နေ့မှာစတင်ခဲ့ခြင်းဖြစ်ပြီး4ရက်ခန့်ကြာသည့်အထိဗီဒီယိုဖိုင်9000ခန့်သာရရှိခဲ့ပေမဲ့လည်းနောက်ပိုင်းမှာဗီဒီယိုဖိုင်များတရက်လျင်1000ခန့်အထိပေးပို့လာခြင်းဖြစ်ပါတယ်။ဗီဒီယိုဖိုင်8000ပြည့်သွားပေမဲ့လည်း ီဒီယိုဖိုင်များကိုဆက်လက်ပေးပို့နိုင်ကြောင်းရင်းအစီအစဉ်ကိုကုညီလုတ်ကင်ပေးနေတဲ့ကလုစုထေကအတည်ပြုထားပါတယ်။ဂင်းနစ်မတန်းဝင်ရံအတွက်ရခင်စံချိန်ဟာဗီဒီယိုဖိုင်300ကျော်ဖြစ်ပြီးလက်ရှိမှာတော့ရင်းပမာဏရဲ့2ဆကျော်ကိုရရှိနေတဲ့အတွက်ကြောင့်ဂင်းနစ်မတန်းအတွက်တည်ကြနေပြီဖြစ်ပါတယ်။အမေအတွက်မွေးနေ့စုတောင်းများကိုမူလသတ်မှတ်ထားတဲ့16ရက်နေ့အထိဆက်လက်ပေးပို့နိုင်ကြပါတယ်ခင်ဗျားလို့စု80 birthday campaign ကအတည်ပြုထားပါတယ်။ သို့တော်လည်းအစာပိုင်းမှာဆူတောင်းပေးသူများရဲ့လုံခြုံရေးအခြေအနေအရ max တက်ရွေးပေးပို့ခြင်းအတမ်းမပီတတ်သလိုဖြစ်ခြင်းစတဲ့အကြောင်းအရာများကြောင့်ပေချခံနိုင်ရတဲ့ဗီဒီယိုများလည်းရှိနိုင်တယ်လို့ဆိုပါတယ်။ပြည်တယ်ဆိုပေမဲ့လည်းတမတ်အချိန်ကာလအထိဗီဒီယိုတွေဆက်ပြီးပေးပို့သွားကြအောင်မှာပါလို့ glossy 2ကပြောပါတယ်။လုံချုံရေးအပိုင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘက်အချမ်းကလည်းတရားရဂိုင်တို့အာမခံပြီးမကြိုးပေါအောင်ဆောင်ရွက်ပေးမှဖြစ်တယ်လို့ကာယကံရှင်ဘက်အချမ်းကလည်းမိမိလုံချုံရေးအတွက်ကိုယ်တိုင်ပူးပေါင်းရမယ့်အချက်တွေကိုဆောင်ရွက်ကြမယ်လို့ယုံပါတယ်။ ဒီဘက်မှာစရင်သွင်းပေးပြတာနဲ့ checklist တွေကိုဖြတ်ပါဖုန်းထဲမှာပါဖြတ်ပါလို့ close to ကအတိပေးထားပါတယ်မွေးနေ့ဆူတောင်းဗီဒီယို၈000ကမ်ပိန်းဟာဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ်အတွက်တားဖြစ်သူကိုထိန်လင်းခကင်အရင်ဥဆောင်ပြုလုပ်တဲ့ကမ်ပိန်းများထဲမှာတစ်ခုဖြစ်ပါတယ်ကင်အရစ်ကမိခင်ဖြစ်သူရဲ့အသက်80ပြည့်မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်၎င်းကိုယ်တိုင်ရှေ့ရအတွင်းကီလိုမီတာ80ပြည့်တဲ့စင်ခေါ်မှုပြုလုပ်နေပြီးပြည်သူများကိုလည်းရှစ်ကနန်းနဲ့ပတ်သက်တဲ့လှူရှားမှုများလှုပ်ဆောင်ရန်တောင်းဆိုထားပါတယ် ထို့ကြောင့်ပြည်သူများဘက်ကလည်းအကျဉ်80တိုက်ထိုးခြင်း၊ကပြားအပုပ်ရည်80ရည်ခြင်းစတဲ့80နဲ့ပတ်သက်တဲ့လှုပ်ရှားမှုများကိုပြုလုပ်ခဲ့တယ်လို့လူမှုကွန်ရက်မှာတင်ထားသည်ကိုတွေ့ရှိရပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့တဲနုကုံနယ်မြေရဲစခန်းကိုအေအေနဲ့ပူးပေါင်းတပ်များသိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အေယာဝတီတိုင်းလင်းမျက်နှာမြို့နယ်တဲနုကုံကြီးရွာနယ်မြေရဲစခန်းကိုအရခတ်တပ်တော်အေအေနဲ့ပူးပေါင်းတပ်များကသိမ်းပိုက်ထားကြောင်းဒေသခံများထံကနေသိရှိရပါတယ်။ပတိမုံရွာလမ်းမမှာရှိတဲ့ ဒိနုကုံရွာမှာအခြေစိုက်ထားတဲ့အစူပါနေမီရေစကန်ကိုအေအေနဲ့ပူပေါင်းတပ်များကဇွန်လ16ရက်နေ့နံနက်ပိုင်းမှာတင်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။အခုတင်ခံလိုက်ရတဲ့စကန်ကနေမီရေစကန်ပါအရင်ကအင်အားတိတ်မရှိပေမဲ့အခုစစ်သားတွေနဲ့ပူပေါင်းထားတာလက်ရှိမှာလည်းဒိနုကုံချင်းကုံအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကောင်စီဘက်ကဝိုင်းတွဲတွေအုံပြုတ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်လို့လေးမျက်နှာမြို့နယ်မှာဒေတာခန့်တူကပြောပါတယ် တဲနုကုံရေစခန်းမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလက်ရှိရေပြူကြီးရွာမှာတက်ဆွဲထားပြီးထိုနေရာမှာကြားကိုက်တဲ့တဲနုကုံရွာဘက်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်မှုများလုပ်နေကြောင်းသိရှိရပါတယ်။တိုက်ပွဲများကြောင့်ကြားတိုင်းတဲနုကုံစောပြာနဲ့ရေပြူစတဲ့ကြီးရွာများမှာဒေသခံထောင်ချီမှာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။လက်ရှိပသိမ်မုံရွာလမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်လုံခြုံမဲ့နေရာများကိုတိမ်းရှောင်ရန်အခက်အခဲများရှိနေကြောင်းဒေသခံများကပြောကြားပါတယ်။ ရေကြီးမြို့နယ်မှာရှိတဲ့အမတ်၃လေးလေးအမြောက်တက်ရင်မှာလည်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူနဲ့အဓိကခုခံနေရကြောင်းစစ်ရေးတရင်အရှိမြင့်များထံကနေသိရှိရပါတယ်။အမြောက်တက်ကတိုက်ပွဲပြင်းထန်နေစေပဲဒီနေ့မနက်ပိုင်းအထိပစ်ခတ်မှုတွေရှိနေကြတယ်စစ်ကောင်စီဘက်ကတော့လေကြောင်းပစ်ကူနဲ့ရင်းနှီးတာဂိတ်ဘက်ကပစ်ကူပေတိုက်ခိုက်နေတာရှိတယ်ထိုးစစ်ကတော့အတွင်းပိုင်းအထိကိုရောက်သွားပြီလို့ပြောလို့ရတယ်လို့မြေပြင်အခြေအနေသိရှိသူတအုပ်ကပြောပါတယ်အေအေနဲ့ပူပေါင်းတပ်များရဲ့ထိုးစစ်ကြောင့် အမှတ်3လေးလေးတရင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားထွက်ပြေးမှုရှိနေပြီးလက်နက်များနဲ့အတူဖမ်းဆီးရမိမှုများလည်းရှိနေကြောင်းအဆိုပါသတင်းရင်းမြစ်များထံကနေသိရှိရပါတယ်။အမှတ်3လေးလေးတရင်စတင်တိုက်ခိုက်ခံရခြင်းမှာစတင်ကစကန်အတွင်းမှာလက်နက်ခင်းရန်အများပြားကိုကျုံပြော်မြို့အခြေစိုက်ခလာရ36တရင်ကိုရွှေ့ပြောင်းပြီးကျုံပြော်နဲ့ရေကြီးမြို့မှာခံစစ်ပြင်ထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ ။ထပ်မံသိရှိရတဲ့သတင်းကတော့ရေကြီးအမြောက်တပ်3လေးလေးတိုက်ပွဲမှာရဲကြီးပြည်သူစစ်များပါရှေ့တန်းပို့ဆောင်နေပြီးအတုံးအယုံတိုက်စုံးမှုများပြားနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ဧရာဝတီတိုင်းရေကြီးမြို့နယ်ကတိုင်း6မြို့မြောက်စမ်းရွာအမြောက်တပ်3လေးလေးမှာတိုက်ပွဲပြင်းထန်နေပြီးအင်အားလိုအပ်ချက်ကြောင့်စစ်ကောင်စီကရက်ွက်နဲ့ကျေးရွာလုံးကျုံကြီးပြည်သူစစ်များကိုပါရှေ့တန်းပို့ဆောင်နေကြောင်းသိရှိရပါတယ်။ရက်တူစစ်တနန်းပေးပြီးတနန်းဆင်းထားတဲ့ရဲကြီးလုံးကျုံကြီးပြည်သူစစ်များကို အမတ်တ3လေးလေးတိုက်ပွဲကိုပို့ဆောင်ထားတဲ့အတွက် တည်ဆုံးမှုများပြားနေပြီးရည်ကြည်မျိုးပေါ်ကိုအလောင်းများပြန်လည်တည်ယူလာကြောင်းဒေသခံများထံကနေသိရှိရပါတယ်။တေတာကစစ်မှုထမ်းဥပဒေကြောင့်မဲပေါက်တဲ့စစ်သားမဟုတ်ဘူး။ပြည်သူစစ်ရွာလုံးကျွင်းကြီးဆိုပြီးခေါ်သွားတာတင်တဲ့9ရက်ပဲတက်ခဲ့ရတယ်။လာတကြိုတော့3လေးလေးနဲ့ဝေးတဲ့မျိုးပေါ်ကလူတွေတည်ရင်တကြိုတဲ့နေရာမှာလာတကြိုသွားတယ်လို့ရည်ကြည်မျိုးခက်တအူးကဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကအမတ်တ3လေးလေးတိုက်ပွဲမှာပြည်သူစစ်ရဲတို9ရက်တင်တဲ့ပေးပြီး ပို့ဆောင်ခံထားရတဲ့ရေကြီးမြို့နယ်ရုံတုံးကြီးရွာအုပ်စုမှပြည်သူစစ်ကိုကျော်မြင့်ရဲ့ခေါင်းကိုဒရုန်းပုံထိမှန်၍တေဆုံသွားကြောင်းသိရှိရပါတယ်။စစ်ကောင်စီကပြည်သူစစ်ကိုကျော်မြင့်နဲ့အခြားအလောင်းများကိုကားသုံးစီးနဲ့တယ်ဆောင်လာပြီးတောင်လေတုတ်တံမှာယနေ့ဇွန်လနေ့လယ်ပိုင်းကတကြိုခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီဟာရက်တူပြည်သူစစ်တင်တန်းပေးကခေါ်ဆောင်ခံရသူများကိုလည်းရေကြီးမြို့အနီးတုတ်တံအထိတယ်ဆောင်ကအမိန့်ပြန်တမ်းများနဲ့လာရောက်တကြိုသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ စစ်သားတွေကအရာရှိတွေပါရုံတုံးကျောင်းမှာနာရေးပြီးတဲ့အထိနေသွားတယ်လို့ဒေသခံကဆက်လက်ပြောကြပါတယ်။ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ညနေပိုင်းကအမတ်344မှာစစ်ကောင်စီနဲ့တော်လရင်ပူပေါင်းတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အထိနာပြီးကျုံပျော်မျိုးအထိတက်ဆုပ်ပြင်းမှုများရှိခဲ့ပါတယ်။စစ်ကောင်စီကအမတ်တ3လေးမကြစေဖို့အတွက်ရည်ကြည်နဲ့ကြုံပျော်ခလာရ36တော့မှထုံနှုတ်အင်အားများအပြင် ရက်တိုစစ်တင်နှံပေးပြည်သူစစ်များနဲ့စစ်မှုတပ်တင်နှံစင်းများကိုပါစစ်ကူပေးပို့ခဲ့ကြောင်းတရင်အရင်းမြစ်များထံကနေသိရှိရပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့တရင်ကတော့တာချီလိမ့်မြို့မှာရေစခန်းမှုဇနီးလိုင်စင်မဲ့ကာမောင်ပြီးအထေဆိုင်အတွင်းထိဝင်တိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဆိုင်ရှိမှာရှိတဲ့လှေကောင်းငန်းစင်ကိုကြော်ကောင်းတာချီလိမ့်မြို့မှာရေစခန်းမှုရဲ့ဇနီးဖြစ်သူမောင်းနေတဲ့ကားကအထေဆိုင်တဆိုင်အတွင်းထဲထိကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ရက်ပြည်နယ်အရှိပိုင်းတာချီလိမ့်မြို့ ဝန်ကောင်းရက်ကွက်မှာဇွန်လ16ရက်နေ့ညနေပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအထေဆိုင်အကာအရန်တချို့ပျက်စီးသွားပေမဲ့လူထိခိုက်မှုမရှိခဲ့ကြောင်းဝင်တိုက်တဲ့ကားမှာလိုင်စင်မဲ့ကားဖြစ်ကြောင်းသိရှိရပါတယ်။ဇွန်လ16ရက်နေ့ညနေ3နာရီခန့်ကတချီလိမ့်မြို့မြတဟာစေယုံဘက်မှမောင်းနှင်လာတဲ့ Crown အဖြူရောင်ကားတစီးမှာတင်းရနဲ့လပည့်ရည်ဆိုင်အကွေနားမှာရှိတဲ့ဘရင်တော်ဇီးနားမှာ M အထေဆိုင်ကိုလေကတင်းများကိုကြော်တပြီးဆိုင်အတွင်းထဲထိအောင်ကိုအရှိန်မထိန်နိုင်ပဲဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ရင်ကားကိုမောင်းနှင်သူမှတချီလိမ်မြို့မှရေစခန်းမှစခန်းမှုရဲ့ဇနီးဖြစ်ကြောင်းသိရှိရပါတယ်။စခန်းမှုမိမ့်ပါတဲ့နာမည်တော့မသိပါဘူး။တွေ့တာတော့ကားထဲမှာကြောင်ပြီးထိုင်နေတာအကြောက်လွန်တယ်ထင်တယ်။ brake နဲ့ lever မှားနေမိတယ်သိရတယ်။စိုင်ကားတော့စခန်းမှုမိမ့်မှနဲ့ဘလို့ညှိတယ်မပြောတတ်ဘူး။အမှုဖွင့်တယ်မကြားဘူးလို့နီးစပ်သူတူကဆိုပါတယ်။ဖြစ်စဉ်မှာရင်ကားဟာအထေဆိုင်တဲကိုလေကားငှတ်တက်ကြော်ပြီးမှန်တကားများကိုတိုက်ပြီးဆိုင်အတွင်းတဲထိကိုဝင်ရောက်ခဲ့ပေမဲ့စခန်းမှုမိမ့်မှဖြစ်တဲ့အတွက်အေးအေးယူမှုမရှိခြင်း လိုင်စင်မဲ့ယင်မောင်းနေတဲ့အပေါ်ကိုအေးအေးယူမှုမရှိခြင်းတို့ကြောင့်ပြည်သူများကဝေဖန်လျက်ရှိကြပါတယ်။အခုလောဝစ်တော့လိုင်စင်မဲ့ယင်တွေကိုလူပါဖမ်းနေတဲ့အချိန်စကမ်းမှုမိမမကလို့ဘယ်သူဖြစ်ဖြစ်ဝစ်တော့မောင်းပြီးတိုက်တာကတော့များသွားပြီလို့ဒေသခံတဦးကပြောပါတယ်။စွန်လဆမ်းမစတင်ကတော်ချီလေးမျိုးအပါအဝင်နိုင်ငံတော်မှလိုင်စင်မဲ့ယင်များကိုတင်းတင်းကြပ်ကြပ်အေးအေးယူနေကြတဲ့အတွက်ပြည်သူများအပြင်းမထွက်ရဲပဲအလောက်ကင်များထိခိုက်မှုရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ